အားလုံးပဲမင်္ဂလာပါ DH ရဲ့ကုမ္ပဏီ Gas ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ကြပေးမယ့်အကြောင်းအရာကတော့ဒီ selection လေးအကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်နော် selection လေးကိုဘယ်လိုမှတ်လဲဆိုတဲ့အကြောင်းအရာကိုတင်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးစပြီးတော့ပြောမယ်ဆိုရင်ဒီ Excel ကို Excel မှာ selection မှတ်တဲ့အကြောင်းကိုလို့ Excel ကိုဖွင့်ထားလိုက်မယ်နော် Excel ကိုဖွင့်ထားလိုက်မယ် Excel မှာဆိုရင်ဒီမှာဒီမှာဆိုပေါ်နေအပေါက်လက္ခဏာလေးရှိရအဖြူရောင်လေးနော်ပေါ်နေတဲ့အဖြူရောင်ပေါက်လက္ခဏာလေးကိုကြာဘယ်လိုခေါ်လဲဆိုတော့ selection to selector 2လို့ခေါ်တယ်နော်ဒီဟာလေးဒီမှာတို့အပေါက်လက္ခဏာလေးဒါလေးကို selector 2လို့ခေါ်တယ်နော်ပြီးလို့ရှိရင်ဒီမှာဆိုရင် ဒီမှာဒီမာလီလမ်းတွဲအပေါက်လက္ခဏာပုံစံလေးပုံနဲ့ပါအဲ့ဒါပါလဲဆိုတော့ဒီမှာဆိုရင်ဒီမှာဒီညာဘက်အောက်တောင်းလေးကိုဒါထောက်လိုက်ပြီးဆိုလို့ရှိရင်ပေါ်နေတဲ့အပေါက်လက္ခဏာမဲအောင်လေးပေါ် ်ပြင်မယ်အဲ့ဒါကိုကြာတော့ auto fade 2လို့ခေါ်တယ် auto fade 2ရဲ့အကြောင်းအရာတွေကတော့ယင်သင်္ကန်းဆိုင်မှာလည်းပြောပြီးပါတယ်နော်ယင်သင်္ကန်းဆိုင်မှာလည်းပြောတာ auto fade ကကြာတော့ဒီမှာတင်းနှစ်တင်းနှစ်လို့ရိုက်လိုက်ပြီးဒီအောက်ကဟာတွေကိုဆက်ပြီးတော့ number အစင်တိုင်းရိုက်ချင်တဲ့တင်းနှစ်3 4 5 6 9 9ဆိုပြီးတော့20တိအောင်မျိုးစင်းနဲ့ရိုက်ချင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒီနှစ်ခုကို selection မှတ်မှတ်ပြီးတော့လို့ရှိရင်ဒီ auto fade 2နဲ့ဒီမှာဆက်ပြီးဆွဲချလိုက်ပါတော့နော်ဆိုတော့20တိမှတ်ပြီးတာအဲ့ဒါမှာကိုယ်ဆက်ပြီးဆွဲမယ်ဆိုရင်လည်းပဲသူပသာသူဒါ auto fade ဖြစ်သွားတယ်ပေါ့နော် auto ဖြည့်သွားတာမို့လို့ auto fade 2 auto fade 2လေးကဘယ် ိုပုံစံလေးလဲဆိုတော့ဒီမှာဆိုရင်အပေါင်းလက္ခဏာအမဲလေးနော်။ဒီမှာထောက်ကြည့်လိုက်။ဒီမှာဆိုရင်ဒီမှာထောက်ကြည့်လိုက်မယ်။အပေါင်းလက္ခဏာအမဲရောင်လေးအပေါင်းလက္ခဏာလေးနဲ့အပေါင်းလက္ခဏာကဒီမှာအဖြူရောင်လေးပေါ့နော်။အပေါင်းလက္ခဏာ၄တောင်အတုံးလေးအဖြူရောင်လေးရကြတော့ဒါကို slider 2လို့ခေါ်တယ်။ဒီအောက်မှာရှိနေတဲ့အပေါင်းလက္ခဏာအမဲရောင်လေးကိုကြတော့ autofade 2လို့ခေါ်တယ်။နောက်တစ်ခုကကြတော့ဒီမှာဆိုရင် ဒီမှာအပေါင်းလက္ခဏာလေးကိုမှသူကလေအပေါ်အောက်မြားကောင်းလေးတွေပါတယ်နော်အဲ့ဒါမျိုးကြတော့ဘယ်လိုမျိုးပြောရလဲဆိုတော့အဲ့ဒါကကြတော့ဒီလိုမျိုးသူရွှေ dash ဒီလိုမျိုးရွှေဟိုင်ပေါ့နော်အပေါင်းလက္ခဏာတွေကကြတော့ကော်လန်ဒိုးတဲ့နေရာမှာသုံးတာတို့ပြီးလို့ရှိရင်ကော်လန်တွေရွှေတဲ့နေရာမှာသုံးတာတို့အဲ့လိုမျိုးဟာတွေမျိုးအဲ့လိုမျိုးသုံးတဲ့ဟာပေါ့နော်ဒီဟာကြတော့နော်အဲ့ဒီမှာဒီမှာကျလို့ဆိုလို့ရှိရင် selection ကြောင့်ပြောပြမယ်နော် selection ကြောင့်ပြောမယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါ selector တူးလေးပေါ့နော်ဒါလေးနဲ့တော်တော်ပြီးတော့ဒီအပေါင်းလက္ခဏာအဖြူရောင်အပေါင်းလက္ခဏာလေးနဲ့တော်တော်ပြီးတော့ဒီမျိုးထောက်လိုက်တယ်ဆိုလို့ရှိရင်ဒါ selector တူးလို့ခေါ်တယ်ဒါလိုမျိုးလေး ေအပေါင်းလက္ခဏာကိုဖြူအောင်လေးတွတ်သွားထောက်တာဆလတာတူးလို့ခေါ်တယ်နော်အဲဆလတာတူးလေးနဲ့တွတ်သွားပြီးတော့ဒါဆလပေးတာပေါ့နော်အဲ့တော့မှကိုကဒီတကွက်ထဲကိုဆဲတကွက်ထဲကိုဆလပေးတာမဟုတ်ဘဲနဲ့ကိုကအကွက်တွေအများကြီးကိုဆလပေးနေတယ်ဆိုရင်ဘလို့သွားပြီးပေးရလဲဆိုတော့ mouse က mouse ကနေပြီးတော့ left လေနော် mouse ကနေပြီးတော့လက်ညှိုးလေးနဲ့ပေါ့နော် လက်ညှိုးလေးနဲ့ဖိပြီးတော့ဆွဲချလိုက်မယ်ဆိုလို့ရှိရင်ဆွဲချလိုက်တယ်ဆိုတာ selection ပေးတာပေါ့နော်အဲ့ဒါမှကိုကဒီမှာဆိုလို့ရှိရင် column column A column ကိုက selection ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာဒီ mouse ကနေပြီးလို့ဖိပြီးဆွဲချလိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒါ selection ပေးတာကိုကတကယ်လို့ mouse ကနေပြီးတော့မှ A column နဲ့မကဘူး B column ကကိုက selection သွားပြီးပေးခြင်းနဲ့ဆိုရင်ဘယ်လိုပြောင်းလဲဆိုတော့ဒီအပေါင်းလက္ခဏာလေးကိုမှဒီဘက်ကိုဖိပြီးတော့ညာဘက်က column B ကိုပါသွားပြီးတော့ဖိပြီးဆွဲချလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်လည်းဒါ selection ပေးတာပေါ့နော် မှာဆိုလို့ရှိရင်ဒီမှာ selection ပေးမှာဆိုရင်ကိုပေးခြင်းနဲ့ selection ကိုက column A ရော B ရော C ရော column သုံးခုစလုံး selection ပေးခြင်းနဲ့ဆိုလို့ရှိရင် column သုံးခုစလုံးသွားပြီးတော့ phi ဆွဲပြီးတော့ဒီမှာ mouse ကနေပြီး left click လက်ညှိုးလေးနဲ့သွားပြီး phi ဆွဲပြီးပေးလိုက်လို့ရတယ်เนาะကိုကအဲ့ဒါအောင်မှာအဲ့လိုမျိုးမပေးခြင်းဘူး keyboard ကနေ shortcut key နဲ့ပေးမှာဆိုလို့ရှိရင်ကို shift ကို phi တာ shift ကိုအာ keyboard မှာပါနေတဲ့ shift ကို phi ရမှာမယ် ကီးဘုံမှာပါတဲ့ shift ကိုဖိထားရမယ်ပြီးသွားလို့ရှိရင်ကီးဘုံမှာပါတဲ့မြားကောင်းလေးတွေရှိတယ်เนาะဒါ၄တောင်မြားကောင်းလေးတွေရှိတယ်ပြပြီเนาะဒီမှာဆိုလို့ရှိရင်ပြပြမယ် ဒီမှာပါနေတဲ့ဟာလေးဒီမှာတွေ့ရဒီလို keyboard မှာပါတဲ့ညာကောင်းလေးရယ်ပြီးလို့ရှိရင်ဒီမှာဆို shift key လေးရယ်ဒီမှာပါတဲ့ shift key လေးရယ်ဒီညာကောင်းလေးတွေသွားပြီးဖိပေးထားမယ်เนาะအဲ့ဒါဆိုလို့ရှိရင် selection ပေးတာခုဆိုလို့ရှိရင်နမူနာလို့ပြမယ် shift ကိုဖိထားမယ်ကိုကညာဘက်ကလို့ column A column B column C သုံးခုလုံး selection ပေးခြင်းလည်းဆိုလို့ရှိရင်ညာဘက်ကရှိတဲ့ညာကောင်းလေးကိုညာဘက်ကိုလှည့်နေတယ်ညာဘက်ကိုခေါင်းလှည့်နေတယ်ညာလို့နှိပ်ပြီးပေးရမယ်အောက်ဘက်ကိုပေးခြင်းလည်းဆိုလို့ရှိရင် ခေါင်းလေးအောက်ဘက်ကိုလှည့်နေတယ်ညာလေးနဲ့သွားပြီးတော့ဒါဆိုရင် selection ပေးလို့ရတယ်ပေါ့เนาะအဲ့ဒါမှကိုကပြန်ပြီးတော့ selection တွေပြန်ပြုတ်ခြင်းလည်း လို့ရှိရင်လည်း shift ကိုဖိထားပြီးလို့ရှိရင်ဒီမှာအပေါ်မြားကောင်းလေးနဲ့သွားပြီးတော့အဲ့ဒါပြန်ပြီးနှိမ့်လိုက်တယ်ဆိုလို့ရှိရင်လည်းပဲဒါ selection ဖြုတ်တာပေါ့နော်တကယ်လို့ကိုကအာဒီအောက်မှာသွားပြီး selection မှတ်ထားတယ်အဲ့တော့မှကိုကအပေါ်ဘက်ကိုပြန်ပြီး selection ပေးချင်တယ်ဆိုလို့ရှိရင်လည်း shift နဲ့ဖိထားမယ်ညာဘက်ကိုပေးချင်တာမလို့ညာဘက်ကမြားကောင်းလေးကိုနှိမ့်မယ်ပြီးလို့ရှိရင်ကိုကအပေါ်ပေးချင်တာမလို့အပေါ်ဘက်ကိုမြားကောင်းလှည့်ထားတယ်မြားလေးကိုသွားပြီးတော့နှိမ့်ပြီး selection ပေးလို့ရတယ်ပေါ့နော်ဒါကတော့ selection ပေးတဲ့နည်းတစ်နည်းနောက်တစ်နည်းကကြတော့ဘယ်လိုမျိုးပေးတာလဲဆိုတော့ ကိုကဒီ column A တစ်ခုလုံးရှင်းမြတ် column A တစ်ခုလုံး selection နဲ့ပေးခြင်းနဲ့ solution မှာ or column A ကိုသွားထောက်လိုက်ရင်ဒီမှာမြားကောင်းအမဲလေးနဲ့ပေါ်လိမ့်မယ်အဲ့တော့တစ်ချက်နေလဲအဲ့ဒါဆိုရင်ဒါ column A ကြီးတစ်ခုလုံးပေါ့နော် A ကြီးတစ်ခုလုံးသွား selection ပေးတာ B တစ်ခုလုံး selection ပေးခြင်းနဲ့ solution နဲ့ဒီလိုပဲ column B ကိုသွားပြီးတော့ဒီမှာဆိုရင်မြားကောင်းမဲမဲလေးပေါ်နေလိမ့်မယ်အဲ့ဒါလေးနဲ့သွားပြီးတော့ထောက်လိုက်လို့ရှိရင်ဒါကတော့ selection ပေးတဲ့နေပေါ့နော်အဲ့တော့မှနောက်တနည်းအနေနဲ့ဘယ်လိုကပေးလို့ရလဲဆိုတော့ ကွာ mouse ကိုဒီမှာဆို mouse ကို pointer ကိုကို selection ပေးရင်လည်းညာရွှေ့ပြီးတော့ပေးလို့ရတယ်။ဒီမှာဆို shift ကိုပြီးတာမယ် shift ကိုပြီးတာပြီးတော့ကိုက selection ပေးရင်တာကဒီမှာဆိုလို့ shift ကို c colon နဲ့ colon c နဲ့ row 20နဲ့ colon c နဲ့ row 20နဲ့ဆုံးတဲ့ညာ selection ပေးရင်လည်းဆိုရင်အဲ keyboard မှာပါနေတဲ့ shift ကိုဖိတာ shift ကိုဖိထားပြီးလို့ရှိရင်ဒီမှာတို့က mouse က mouse click နဲ့တွားပြီးတော့ဒီမှာတစ်ချက်ကလေးလောက်ကိုက c နဲ့ c colon နဲ့ row 20ဆုံးတဲ့ညာတွားပြီးတော့ selection ပေးလိုက်။အဲ့ဒါဆိုလို့ရှိရင် call တစ်ချက်နှိပ်လိုက်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်လည်းဒါ selection ပေးတာ ေါ့နော်။ဒါကတော့အလွယ်အလွယ်လေးတွေကိုပြ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 ီးတော့ပေါ့နော်။ဒီမှာဆိုလို့ရှိရင် selection ပေးတဲ့နေရာဒီမှာဆိုရင်ဒီရာကိုထောက်တော့ကိုကဒီမှာသွားပြီးတော့ဒီမှာထောက်ထားမယ်ပေါ့နော်။ဒီ C column နဲ့20ဆုံးတဲ့နေရာ C20 ပေါ့နော်။ဒါက C20 အကွက်ရှိတယ်။အဲ့ဒီ C20 အကွက်မှာကိုက selection C20 အကွက်မှာကိုကဒီမှာဆိုလို့ရှိရင် cell selector နဲ့သွားပြီးထောက်ထားတယ်ပေါ့နော်။အဲ့ဒါအောင်မှာကိုက ီ column A နဲ့ row 1နဲ့စုံတဲ့နေရာကိုသွားပြီး selection ပေးရင်လည်းဆိုလို့ရှိရင် keyboard က shift ကိုဖိတာ shift ကိုဖိတာပြီးလို့ရှိရင်ဒီမှာ column A နဲ့ row 1နဲ့စုံတဲ့နေရာ A1 ပေါ့နော်အဲ့နေရာကိုတစ်ချက်နေတာအဲ့ဒါဆိုလို့ရှိရင်လည်းဒါ selection ပေးပြီးသားဖြစ်သွားပြီပေါ့နော်ဒါကတော့ selection ပေးတဲ့နေရာချောင်းအဲ့ဒါမှကိုကဒီ quad တွေမဟုတ်ဘူးကိုကပေးချင်တာက A1 ကိုပေးချင်တယ်နောက်ကကြ C4 ကို C4 ကိုပေးချင်တယ်နောက်ကကြ E B B 9ကိုပေးချင်တယ်အဲ့လို quad ကြော်တွေပေးချင်တယ်ပေါ့နော်ကိုပေးချင်တဲ့ selection ကကြတော့တစ်ခွက်ကြော်စီပေးချင်တာရောနှစ်ခွက်ကြော်စီပေးချင်တာရောအဲ့လိုမျိုးပေးချင်တဲ့အချိန်ဆို ရှင်ဘယ်လိုလုပ်ပြရမလဲဆိုတော့ဒီမှာဆိုလို့ရှင်တစ်ချက်နှိပ်ကိုပိတ်ရှင်တဲ့ကောကိုတစ်ချက်နှိပ်တာနှိပ်ထားပြီးလို့ရှင် keyboard က control ကိုဖိတာ control ကိုဖိတာပြီးလို့ရှင်ကိုသွားပြီးတော့ပိတ်ရှင်တဲ့ကောကို mouse နဲ့သွားသွားပြီးတော့သွားသွားပြီးတော့ဖိပြီးပေးလိုက်ရနော်ဒီမှာဆိုရင်ကိုကဘဲကွက်တွေပိတ်ရှင်တာလေကိုပိတ်ရှင်တဲ့ကိုပိတ်ရှင်တဲ့ကွက်တွေကိုသွားပြီးတော့ပေးလိုက်ရနော်ဒီမှာဆိုလို့ရှင်ဒါ selection ပေးလိုက်ရပါဘောနော်အဲ့ဒီကွက်တွေကိုသွားပြီးတော့ selection ပေးလိုက်ရတယ်ဒါကကြတော့အာဒါကြော်ပေါက်ကြီးပေါ့နော်ကြော်ပြီးတော့ကိုကဘာကို selection ပေးတယ်နေပေါ့နော် control ဖိပြီးပေးတယ်နေပြပြပြနော် နောက်အကြောင်းအရာတစ်ခုကကြတော့ selection ပေးပြီး啊 selection ပေးတဲ့အကြောင်းပြီးသွားပြီဆိုလို့ရှိရင် row တွေဘယ်လိုတိုးလဲဆိုအကြောင်းပြပြပေးနော် row တွေတိုးတဲ့အကြောင်းအကြောင်းကိုတိုးချင်တဲ့ row ဒီမှာဆိုရှင် column A ရှိရဲအဲ့ဒီ column A နဲ့ column B ရဲ့ကြားထဲမှာကိုကစာရိုက်နေတဲ့အကြောင်းအရာတစ်ခုရိုက်ဖို့ကြံနေခဲ့တယ်ပေါ့နော်အဲ့လိုအချိန်မှာကိုက column ကိုတိုးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုတိုးပြရမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ B ကိုဒီ B ကိုတွားပြီးတော့ B color ကို select မှတ်လိုက် B color select မှတ်ပြီးလို့ရှိရင်အဲ့မှာဆိုလို့ရှိရင် right click ထောက်ပြီးတော့ ဒီမှာ insert ဆိုပြီးတိုးလိုက်ပြီလားဆိုတာ ਨੇ ဒီမှာ a နဲ့အဲ b column က b column ဒီမှာအလွတ်ဖြစ်သွားပြီးတော့ဒီမှာ c column ကိုစာရင်းရောက်သွားပြီးတော့ b column မှာကိုထပ်ထည့်ခြင်းနဲ့အကြောင်းအရာကိုမေ့ချန်နေခဲ့တဲ့အကြောင်းအရာကိုပြန်ပြီးထည့်လို့ရအောင်เนาะဒါကကြာတော့ row column နေဒါ column နေတိုးတဲ့အကြောင်း row တိုးရင်လည်းဒီလိုပဲကိုတိုးခြင်းတာဒီမှာ row 1နဲ့ row 2ရဲ့ကြားထဲမှာကိုစာရိုက်စရာတစ်ခုကျန်နေခဲ့တယ်အဲ့ခါမျိုးမှာကိုကအဲ့နှစ်ခုကြားထဲမှာ row တွေထပ်တိုးခြင်းနဲ့ဆိုလို့ရှိရင် right click ထောင်းမယ်ကိုတိုးခြင်းတဲ့အဟာကိုတော့ select မှတ်ပေါ့เนาะဆိုတော့အဲ့ဒီဟာအပေါ်မှာတိုးမှာ row ိုးကိုတိုးခြင်းလဲဆိုလို့ရှိရင်လည်းကိုယ်အပေါ်မှာတိုးမှာနော်အဲ့တော့ကိုမှတ်ခြင်းလဲဆိုကိုမှတ်ရမယ့်နေရာအောက်ဘက်အောက်က rose လက်မှတ်ရမယ်ကော်လန်ဆိုလို့ရှိရင်လည်းနောက်ကကော်လန်ကိုဆက်လက်မှတ်ပြရပါမယ်နော်အဲ့မှာဆိုလို့ရှိရင် Microsoft Word နဲ့ကွာကြတာအဲ့လိုပဲ Microsoft Word မှာကြာတော့အပေါ်မှာတိုးမှလာအောက်မှာတိုးမှလာပြန်ရွေးလို့ရတယ်ဘယ်ဘက်မှာတိုးမှလာညာဘက်မှာတိုးမှလာပြန်ရွေးလို့ရတယ် Microsoft ဒီ Excel မှာကြာတော့ तू ကတော့ရှေ့ဘက်မှာတိုးမှ row ဆိုလို့ရှိရင်လည်းပဲအပေါ်ဘက်မှာတိုးမှအာတကယ်လို့ column ဆိုလို့ရှိရင်လည်းပဲအရှိမှာတိုးမှအဲ့တော့ကိုကတိုးခြင်းတဲ့နေရာကိုဆိုလို့ရှိရင်ကိုကရှေ့ဘက်မှာတိုးခြင်းတယ်ဆိုရင်နောက်ကဟာကိုနောက်က column ကို select မှတ်မယ်အောက်က row ကို select မှတ်ပြရမယ်အဲ့ဒါတကူတော့ကိုကမှတ်ထားမှာပေါ့နော်အဲ့တော့ကိုကဒီမှာဆိုလို့ရှိရင် row 1နဲ့ row 2ကြားထဲမှာကိုက row 1နဲ့ row 2 ားတယ်ပေါ့ကော်လာလုံးထပ်တိုးခြင်းအဲ့မှာတော့ခုစားတခုမိတ်ကြံနေကြတယ်ပေါ့နော်အဲ့လိုမျိုးတိုးခြင်းတယ်ဆိုလို့ရှိရင်ဒီမှာဆို right click ထားပြီးလို့ရှိရင်ဒီမှာ insert ဆိုတာနဲ့တိုးပေးလိုက်လို့ရှိရင်ဒါဆိုလို့ရှိရင်ဒါကကော်လန်တခုဒီမှာကော်လန်တခုထပ်တိုးပါတယ်ပေါ့နော်ကော်လန်ဒီမှာပြန်လို့တို့ပြီးဒါဒီမှာလဲကော်လန် ကော်လာတစ်ခုလို့ပြတာဒါမှဆိုလို့ရှိရင်ရမိုးတစ်ခုလို့ပြတာပေါ့နော်အဲ့တော့ကိုကဒီဟာကိုပြန်ပြီးဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်း right click ထောက် right click ထောက်ပြီးဒီမှာ delete ဆိုတာနဲ့သွားပြီးတော့ဖြတ်လိုက်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအဲ row ကိုအဲ့လိုပဲဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်း row select မှာ right click ထောက် delete ဆိုတာနဲ့သွားပြီးတော့ဖြတ်လို့ရတယ်ပေါ့နော်ဒါကြောင့် row တွေ column တွေတို့အကြောင်းပြပြပေးတာအဲ့တော့မှကိုကကိုကကြတော့ shortcut key အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဘာဘလို့သုံးလို့ရမလဲဆိုတော့ shift နဲ့ shift နဲ့ space bar နဲ့ selection မှတ်ထား selection မှတ်ထားပြီလို့ရှိရင် မမကိုကဒီမှာဆိုလို့ရှိရင်ကော်လန်တိုးခြင်းနဲ့ဆိုလို့ရှိရင်ကိုတိုးခြင်းနဲ့ကော်လန်ဟောပေါ့နော်ကိုကကြတော့ဒီ B A နဲ့ B ရဲ့ခြားထဲမှာကော်လန်တစ်ခုတိုးခြင်းတာအဲ့လိုမျိုးကော်လန်တစ်ခုထပ်တိုးခြင်းနဲ့ဆိုလို့ရှိရင် shotgun key အနေနဲ့ဘလူးတိုးရလဲဆိုအရင်ဆုံးကိုတိုးခြင်းနဲ့အဲကိုကရှေ့ဘက်မှာတိုးမှာအဲရှေ့ဘက်မှာတိုးမှာဆိုတော့ဒီမှာဆိုလို့ရှိရင် B ကော်လန်ကိုကဆက်လက်မှတ်လိုက်မယ်နော် B ကော်လန်ကိုဆက်လက်မှတ်မယ် B ကော်လန်ကိုဆက်လက်မှတ်ပြီးအဲ့ B ကော်လန်ရှေ့ဘက်မှာအကွက်တစ်ခုထပ်ပြီးတိုးလာမှာနော်အဲ့တော့မှဒီမှာဆိုလို့ရှိရင်အဲ့ဒီရဲ့ shotgun key ကဘာလဲဆိုတော့ control ရဲ့ shift key ကိုဖိပြီးတော့အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးလိုက်အဲ့ဒါဆို လို့ရှိရင်ဒီမှာဆိုလို့ရှိရင်အဲဒီ A နဲ့ B နဲ့ကြားထဲမှာမှာဒီ A column နဲ့ C column ရဲ့ A ကပထမ B column ရှိရင်နော်အဲ B column မှာရှိနေတဲ့စာတွေက C column ကိုယောက်သွားမယ်တကွတမှာတကွထပ်တိုးပြီးသားဖြစ်သွားမယ်နော်တကယ်လို့ကိုကဒါကြောင့် column တိုးတဲ့ဟာကိုကတကယ်လို့ဒီညမှာ row ကိုလည်းအဲ့လိုပဲ row တိုးခြင်းနေပေါ့နော်1နဲ့2ရဲ့ကြားထဲမှာ2မှာရှိတဲ့စာတွေကို3ကိုယောက်သွားခြင်းနေအဲ့လိုမျိုးထပ်ပြီးတော့ row တွေတိုးခြင်းနေဆိုလို့ရှိရင်ဒါလိုပဲကိုတိုးခြင်းနေ row ရဲ့သူအပေါ်မှာတိုးမှာမဟုတ်လို့ကိုတိုးခြင်းနေ row ရဲ့အောက်ဖက်ပေါ့နော်ကိုတိုးခြင်းနေ row ကအပေါ်မှာပဲယောက်ယောက်သွား မှာအဲ့တော့ဒီအောက်ကိုကိုတိုးခြင်းတဲ့နေရာကို select မှတ် select မှတ်ပြီးတော့လို့ရှိရင် control ရဲ့ shift ကိုဖိပြီးတော့အပောင်းကိုနှိပ်ပြီး control shift အပောင်းအဲ့ဆိုရှင်ဒါ row တိုးတာဒါက column တိုးတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါအကြောင်းတော့သူက shortcut ကဘာလဲဆိုတော့ control ရဲ့ shift ကအပောင်းရဲ့ပေါ့နော် control shift plus ကိုတိုးတာတကယ်လို့အဲ့ဟာမှာကိုကဒီ column ကိုပြန်ပြီးဖြတ်ချင်တယ် column နေပြန်ပြီးဖြတ်ချင်တယ်ဆိုရှင်ကိုဖြတ်ချင်တဲ့ column ကို select မှတ် select မှတ်ပြီးတော့လို့ရှိရင် control နဲ့ minus နဲ့ဒါဆိုရင်ဖြတ်တာအဲ့လိုပဲကိုကသွားပြီးတော့ ိုကဒီ row ပြန်ပြီးဖြတ်ရှင်းတယ်ဆိုလို့ရှိရင်လည်း control နဲ့ minus နဲ့ပြန်ပြီးဖြတ် selection တော့အရင်ဆုံးပေးပါတော့တိုးခြင်းနဲ့ဟာဆိုလို့ရှိရင် control shift plus ဟာဂလိုပြန်ပြီးဖြတ်ရှင်းတယ် delete လုပ်ရှင်းတယ်ဆိုလို့ရှိရင် control minus ပေါ့နော်အဲ့ဒါကကြတော့ဒီ selection အကြောင်းအရာတွေပေါ့နော် selection တိုးတာရဲ့အဲဒီနေ့သင်ပေးတဲ့သင်ခန်းစာကကြတော့အာဒီ တူအားတွေမှတ်တာပေါ့နော်ဒီဆဲတွေကိုဆဲအကွက်တွေကိုဘယ်လိုမျိုး shortcut key နဲ့ဘယ်လိုမျိုးမှတ်လို့ရလဲဆိုတဲ့အကြောင်းအရာရယ်ပြီးလို့ရှိရင်အဲ row တွေကိုဘယ်လိုတိုးလဲ shortcut key နဲ့ဘယ်လိုတိုးလဲ row တွေကိုအာ shortcut key နဲ့ဘယ်လိုဖြတ်လဲ column တွေကို shortcut key နဲ့ဘယ်လိုတိုးလဲ column တွေကို shortcut key နဲ့ဘယ်လိုအာဘယ်လိုဖြတ်လဲပေါ့နော်ဘယ်လိုဖြတ်လဲတိုးလဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြပြပြီးတော့သင်ခန်းစာဖြစ်တယ်တကယ်လို့ကိုက တကယ်လို့ကောလေအဲဒီညမှာကဆလက်မှတ်တယ်မို့နော်ဆလက်မှတ်ပြီးသွားလို့ရှိရင်အဲဒီညမှာဆလက်မှတ်တယ်ဆက်မှတ်ပြီးသွားလို့ရှိရင်ဒီမှာလို့မှဆိုရင်ဒီ row အာဒီ column A ပေါ့နော်အာ row A ပေါ့ row row 1 row 1 row 1ညမှာကိုကဆလက်ဒီမှာဆလက်ဆလက်တာပေးထားပါဆဲဆလက်တာပေးထားတယ်အဲ့မှာမှာကိုက shift နဲ့အဲ shift နဲ့ spacebar နဲ့ဟုတ်တယ်အဲ့ဆိုလို့ရှိရင်သူကတချောင်း shift နဲ့တချောင်းကိုသွားပြီးတော့ဒါ ga slash ဆလက်မှတ်တာရှင်းမြ row တစ်ခုလောက်သွားပြီးဆလက်မှတ်တာ ောက်တစ်ခုကကြတော့ဒီဆလက်မှတ်ပြီးတော့လေဆလက်မှတ်ပြီးကွာထားပါတော့ဒီမှာ row တိုးတယ် column တိုးတယ်အဲ့ဟာကမှသူကွာသွားပြီးဖြတ်ချင်နေဆိုလို့ရှိရင်လည်းနောက်တစ်နည်းနဲ့ကွာဒီမှာ row တစ်ခုတိုးကြည့်လိုက်မယ်နော် control shift plus နဲ့တိုးကြည့်လိုက်မယ် column တစ်ခုတိုးလိုက်ပြီးတိုးပြီးသွားလို့ရှိရင်သွားပြီးဖြတ်ချင်နေဆိုလို့ရှိရင်လည်းဘယ်ကနေသွားဖြစ်လို့ရလဲဆိုတော့ဒီ home group ထဲမှာရှိနေတယ် home group ထဲမှာရှိနေတယ်ဒီ cell ဆိုတဲ့အကွက်ထဲမှာမှဒီမှာ delete ဆိုတာဟာရှိတယ် delete group လေးပေါ့နော်အဲ့ delete မှာမှကွာ delete cell ကွာကြဒီမှာဆိုလို့ရှိရင်ဘယ်ဟာကိုဖြတ်မှလဲမှ delete cell ဆို delete နဲ့သွားပြီးဖြတ်ချင်လိုက်ဖြတ်လို့ရပါဘောနော်ဒီမှာဆိုလို့ရှိရင် delete cell delete shift ကို လဲဒီမှာရှိသမျှအားတွေသွားပြီးတော့ဒီမှာဖြတ်ရှင်နေဆိုလို့ရှိရင်လည်းဒီဟာဖြတ်ရှင်နေအကြောင်းအရာကိုသွားပြီးဘယ်ကနေရေးလဲဆိုတော့ home group ထဲမှာမှာဒီ cell group ထဲ home tab ထဲမှာမှာ cell group ရှိတယ် cell group ထဲမှာမှာဒီ delete ဆိုတဲ့ဟာမှာကိုကသွားပြီးတော့ကိုစိတ်ကြိုက်ကိုလာကိုသွားပြီးဖြတ်လို့ရတယ်ဒီနေ့တင်တဲ့သင်ခန်းစာကတော့ဘာကြောင့်ရရလဲဆိုတော့အခုနတိုးတဲ့သင်ခန်းစာ rule တွေတိုးတဲ့သင်ခန်းစာ rule တွေပြန်ဖြတ်တဲ့သင်ခန်းစာပြီးလို့ရှိရင် slide slide တွေဘလို့မှတ်လဲဆိုတဲ့သင်ခန်းစာတွေကိုပြောပြပေးတဲ့သင်ခန်းစာဖြစ်တယ်เนาะအခုလိုမျိုးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပြတင်ပါတယ်နောက်နေ့သင်ခန်းစာ တွေမှာပြန်ပြီးတွေ့ကြပါမယ်နော်